7 days tv ကိုကြည့်ရှုအပ်ပေးနေတဲ့ပရိသတ်အားလုံးမင်္ဂလာပါ2019မေလ31ရက်ကနေဇွန်လ6ရက်တွင်တည်ရှိနေတဲ့ဒီတပတ်တာကာလအတော်အတွင်းမှာတနင်္ဂနွေနေ့မွေးသူတွေအတွက်ကောင်းသောပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်သဘာသိတိကောင်းခြင်းကံချမှာလွှမ်းမိုးပြီးတော့ငွေကြေးကံတ္တလုပ်ငန်းကံတ္တစီးပွားကံတ္တတွေမှာ အပြောင်းလဲတဲ့တိုးတက်မှုတွေရှိပြီးတော့လူသမျှပြေဆုံးမယ်ရပ်တန့်ထားတဲ့လူတွေပြန်လဲစတင်နိုင်မယ်ရပိုင်ခွင့်ဟောင်းတွေပြန်လဲရရှိပြီးတော့အပြောင်းလဲတဲ့တိုးတက်မှုတွေကတော့စနစ်တကျဖွဲ့စည်းဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်ရသည်ရတိုက်တဲ့ငွေကြေးလုပ်ငန်းအခွင့်အလမ်းဘဝအခြေအနေတွေပြန်လဲရရှိမယ့်ကာလတစ်ခုဖြစ်ပြီးတော့မေလ31ရက်နေ့ဇွန်လ1ရက်နေ့ဇွန်2ရက်နေ့တွေမှာစက်တိုက်ကောင်းတဲ့ကံလေးတွေရှိလာပြီးတော့ ဂျူနာ3ရက်နေ့မှာရန်တိုက်ခတ်တည်နေနေရှိတယ်ဂျူန်4ရက်နေ့5ရက်နေ့ဆက်တိုက်ကံကောင်းမယ်ဂျူနာ6ရက်နေ့ဟာအကောင်းဆုံးရောထွေးပြီးတော့ဖြစ်တတ်တဲ့သဘာဝလေးတွေတည်ရှိနေတာကိုတွေ့ရပါတယ်ဒီတပတ်တာကာလအတော်တွေမှာနာမည်ထဲမှာကာကြီးခခွေပဖတ်မှာပါတဲ့သူတွေကြောင့်ပြဿနာတွေတစ်မျိုးပြီးတစ်မျိုးရှိတတ်တယ်လူများနဲ့ဆက်ဆက်တဲ့ကန္နာပိုင်းမှာတနင်္ဂနွေနေ့တောက်ချာနေ့ စနေနေ့မွေးတဲ့သူတွေကိုကိုကောင်းစွာအကျိုးပြုလိမ့်မယ်လူမျိုးကွဲလူမျိုးကြားတွေဖြစ်တဲ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေနဲ့ပူးပေါင်းတဲ့ကိစ္စတွေကလည်းကောင်းသောအကျိုးဆက်နဲ့တိုးတက်ဖို့တွေကိုဖြစ်ပေါ်မှုအနှစ်သာရနဲ့အခြေအနေရရက ပေါ်ပေါက်နေတာကိုတွေ့ရပါတယ်နံပါတ်2ကဏ္ဍ6ကဏ္ဍ9ကဏ္ဍတွေအကျိုးပေးပါတယ်အဖြူအစိမ့်မိကိုရောင်တို့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သွန်ဆွဲနိုင်ပါတယ် အရေးကြီးတဲ့ကိစ္စတွေလုပ်တယ်လုပ်တဲ့အခါအောင်မြင်ခြင်းထင်ရှားစွာရဖို့အတွက်စပယ်ပန်းဖြူတွင်ကိုလူနဲ့ဆောင်ပြီးတော့အလိုရှိရာကိစ္စများရှေ့တိုးဆောင်ရွက်လုပ်ကင်ခြင်းအောင်မြင်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်တနင်္လာနေ့မွေးသူတွေအတွက်ကထူးထူးခြားခြားကံကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့ကြုံတွေ့မဲ့ဖုံသွင်းရထားစိုက်ကင်းနဲ့တိုက်တဲ့ကာလကိုဖြတ်သန်းနေရတယ်အလုံးနေသားစီးပွားနေသားဘဝအခြေအနေရရာ မြန်မာတဲ့အဆင့်တစ်ခုကိုကုပြောင်းတိုးတက်မယ်ပုံမှန်တဲ့မြန်မာတဲ့နေထိုင်ရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်တွဲဖက်လုပ်အကျိုးပေးမယ်ရတ်တက်တဲ့လုပ်ပြန်လဲစတင်နိုင်တယ်မိသားစုတွင်ပညာရှာသူရှင့်ပညာရတိုးတက်ခြင်းနဲ့ကောင်းခြင်းလမ်းကြောင်းတွေပေါ်မှာထိုးပေါက်ရရှိမယ်အလုတ်အချမ်းစီမှန်သမျှရာနှုန်းပြည့်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကိုကြုံမယ်31ရက်နေ့ကကိုယ့်အတွက်ကောင်းတဲ့နေ့ဂျူနာ1ရက်နေ့မှာရှင်ပြန်လိုက်တဲ့ကိစ္စလုံးအဆင်ပြေမယ်ဂျူနာ2ရက်နေ့မှာပြဿနာ2မျိုးတစ်ပြိုင်တည်းထည့်ဖြေရှင်းရမယ် 3ရက်နေ့4ရက်နေ့5ရက်နေ့တွေအထူးကောင်းတဲ့6ရက်နေ့မှာမထင်မှတ်ပဲငွေစုလိုက်ဝင်ခြင်းနဲ့လက်ပွင့်ခြင်းတွေပါ ဖြစ်ပေါ်ကြိုးပေးသွားမှာကို တွေ့ရှိရပါတယ်ဒီတပတ်တာကာလအတော်တွင်းမှာငွေကြေးကန္တာလုပ်ငန်းကန္တာစီဝါကန္တာတွေမှာစာသားပရိနေဗုဒ္ဓုနေအင်္ဂါနေ့မွေးသူတွေနဲ့ပူပေါင်းတွဲဖက်တဲ့နေရာကနေကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေဖြစ်ပေါ်လာမယ်လူတွေနဲ့ဆက်ဆံတဲ့ကံမှာစာသားပတိနေဗုဒ္ဓုနေအင်္ဂါနေ့မွေးသူတွေနဲ့ပူပေါင်းဆက်ဆက်တဲ့လမ်းကြောင်းတွေက ထူးခြားတဲ့အကျိုးဆက်တွေရရှိပြီးတော့တနင်္လာနေ့သောက်ကြံနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေဖြစ်ပေါ်တတ်ပါလေ။ကြံသူတွေကတော့ပုံမှန်နေထိုင်တဲ့အကျိုးပေးတဲ့ခြေနေလေးတွေအစစ်အစင်ဖြစ်ပေါ်မှာကို တွေ့ရှိနိုင်ပါလေ။နံပါတ်3 9ငနန်းနေရတပတ်တာကျိုးပေးတဲ့ကနန်းနေဖြစ်ပြီးတော့အပြာရောင်နေရောင်ချက်သွေးရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေဖြစ်သုံးဆွဲရမှာပါ။ အနီယောင်ပန်းတဝင့်ကိုမကြာခဏဖျားခတ်လူခြင်းဖြင့်ကောင်းခြင်းကံကြမ္မာများထင်ရှားစွာဖြစ်ပေါ်ပါမည်။အင်္ဂါနေ့မွေးသူတွေအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝလမ်းကြောင်းအသစ်တွေကူးပြောင်းပြီးတိုးတက်ခြင်းစစ်စစ်နဲ့အောင်မြင်ခြင်းအလုံးစုံကိုထင်ရှားရမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်တဲ့လုပ်တွေဟာကောင်းသောနေထိုင်နဲ့အကျိုးပေးတဲ့ကံကြမ္မာတွေရပြီးတော့ရာဇကိန်းတဲ့စိုက်တော့ပြောရေးဆိုရေးလုပ်ရေးကံရေးမှန်သမျှထွန်းထုတ်ပေါက်ပေါက်နဲ့အစဉ်ပြေသွားမယ်။ 31ရက်နေ့မေလမှာစတင်ဆုံးဖြတ်လိုက်တဲ့ကိစ္စအစဉ်ပြေပြီးတော့ဇွန်လ1ရက်နေ့မှာရပိုင်ခွင့်နဲ့ပြန်လည်ရရှိပြီးဇွန်2ရက်3ရက်နေ့စက်တိုက်ကံကောင်းတဲ့ဇွန်လ4ရက်နေ့မှာရန်ပတိပကရှိတတ်တဲ့စာရွက်စာတမ်းလက်မှတ်ထိုးတာအာမခန္ဓာရှောင်ပေးရမယ်9ရက်နေ့6ရက်နေ့တွေကတော့အရာရာစဉ်ပြေပြီးကောင်းချင်းကံကြမ္မာတွေလွှမ်းမှုဖြစ်တည်နေတာကိုတွေ့ရှိရပါတယ်အလုတ်ရေးရာဂျန်စီရေးရာဖျားဖျားမှာ တနင်္ဂနွေနေ့မွေးသူများဗုဒ္ဓနေ့မွေးသူများကြောင့်နှောင့်နှေးတတ်တဲ့ကြံ့ကြတတ်တဲ့ကတိကောင်ဖြစ်တတ်တယ်။အင်္ဂါနေ့မွေးသူတနင်္လာနေ့မွေးသူတွေနဲ့ဗုဒ္ဓနေ့မွေးသူတွေကတော့ကိုယ့်ကိုကောင်းသောအကျိုးပေးခြင်းနဲ့တိုးတက်ခြင်းတွေကိုဖြစ်ပေါ်ခြင်းစစ်စစ်နဲ့ကံမြမခြင်းတွေဖြစ်ပေါ်စေတယ်။ကြာသပရိနေ့သောက်ကြနေ့လူမျိုးကွဲလူမျိုးကြတဲ့ကျိုးပေးတဲ့အကြီးကဲတွေကလည်းထိုးနေ့မွေးသူတွေရဲ့အထောက်အကူကိုယ်ထံရရှိပြီးတော့ကောင်းသောကံနဲ့တိုးတက်ခြင်းတွေ အစစ်အစစ်ဖြစ်တည်ကြိုးပေးသွားမှာကိုတွေ့ရပါတယ်။နံပါတ်1 3 5ကနန်းနေကြိုးပေးတဲ့အဝါရောင်၄မောင်ရောင်ရွှေရောင်တွေကိုဝစ်စင်သုံးဆွဲပြီးလိုရှိရာဆောင်ရွက်ပါအဝါရောင်ပန်းပွင့်ဖျားကတ်လူခြင်းမကြာခဏပြုပေးပါ။ဘုဒ္ဓဟူးနေ့မွေးသူတွေအတွက်ကတော့ထူးထူးခြားခြားကောင်းခြင်းကံနဲ့ယရနာဘုံစိုက်ကိန်းတွေတိုက်ဆိုင်ပြီးတော့ပျော်ရွှင်ချမ်းမြေခြင်းနဲ့အစဉ်ပြေတိုးထက်ခြင်းတွေဆက်တိုက်ဖြစ်ပေါ်မယ်။စုပေါင်းလုပ်ငန်းအကျိုးပေးမယ်။မင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ်။ အမျိုးသမီးမိတ်ဆွေကြီးကဲတူးထံကထူးခြားတဲ့ကူညီရရှိပြီးတော့အလိုပြည့်ခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းနဲ့ဥတီကျဲပြောင်းလဲလောက်ကန်ခြင်းတို့ရဲ့နှစ်သာရကိုပိုင်ပိုင်နိုင်နိုင်ရရှိသွားမှာကိုတွေ့ရပါတယ်။ပြိုရွယ်သူတွေအတွက်ကအခြေအမြစ်တိုင်းကံကောင်းမဲ့မိသားစုနဲ့ပတ်သက်တဲ့အလို့ကန်စီးပွားတိုးတက်မှုသတင်းကောင်းတွေကိုတော့ရေပန်းအတွင်းထင်ရှားစွာရရှိချိုးပေးမယ်။ကံကြမ္မာနဲ့တိုးတက်တဲ့နေထားကိုတွေ့ရပါတယ်။၃၁ရက်နေ့ ဂျွန်တရက်နေ့ဂျွန်နှစ်ရက်နေ့တွေကဆက်တိုက်ကန်ကောင်းခြင်းတွေရှိပြီးတော့ဂျွန်နှစ်၃ရက်နေ့မှာမတော်တဆညံနေတဲ့ကြိုးဆက်ရမယ်ဂျွန်၄ရက်နေ့ထူးခြားတဲ့ပြောင်းလဲတဲ့မင်္ဂလာကိစ္စတွေကြုံမယ်၆ရက်နေ့မှာတော့ကန်တက်လန်းကြုံမယ်၅ရက်နေ့မှာလည်းအဖြစ်အစည်းကြတဲ့ကမထင်မှတ်တဲ့တိုးတက်မှုတွေတွေပွင့်လာတာကိုလည်းတွေ့ရတယ်တပတ်ဒါကာလတော်တွေမှာအမည်တဲမှာအာဥစာဇာညာပါတဲ့သူတွေကိုတော့သတိထားဆက်ဆံရမယ်တနေ့လာတော့ကြာဗုဒ္ဓမွေးသူတွေကတော့ကိုကို ကောင်းသောအကျိုးပေးမှုနဲ့တိုးတက်မှုတွေကိုဖြစ်ထွန်းစေတဲ့နေကတန်းနဲ့အကျိုးပေးခြင်းတွေရှိမယ်136ကဏ္ဍနဲ့အကျိုးပေးတဲ့အပြာရောင်ပန်းရောင်နေရောင်တို့ကိုဝတ်ပြီးအလို့ရှိရာကိစ္စများဆောင်ရွက်ပါအိမ်နီးပါးမှာရှိတဲ့ကလေးငယ်တို့ကိုမုံပဲသရေစာဝယ်ယူကျွေးမွေးလိုက်ပါယာဟုမွေးသူတွေမှာတော့အလို့ဖို့ကိစ္စပေါ်တွေဂျုံပြီးတော့တခုတည်းမကတဲ့ကိစ္စတွေဂျုံမယ်ယံပတိပက္ခတွေနဲ့ထိတ်တိုက်တွေ့ရတာကိုတော့သတိထားမယ်ကာလဖြစ်တယ် ငွေကြေးကန်ကောင်းမယ်ရတနာဘုံစိုက်ကင်းနဲ့တိုက်လို့ငွေဝင်တာကြုံမိမဲ့ရန်နောက်ဆက်ကိုလည်းတပြိုင်တည်းတည်းကြုံပြီးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတဲ့နေသားလေးတွေကိုတော့ထိတ်တိုက်ရှိမဲ့နမိတ်ကိုတွေ့ရတယ်။ငွေကြေးပေးယူကိစ္စမှာအငင်းပွားစရာလေးတွေကိုလည်းကြုံတွေ့ရတဲ့သဘာဝကိုထင်ရှားစွာတွေ့ရတယ်။ဒါပေမဲ့အခက်ခဲကြားကတိုးတက်မှုလေးတွေတော့စင်ငယ်စင်ငယ်ဖြစ်မယ်။လူပေါင်းမှဆုံးဖြတ်ချက်မှားတတ်တဲ့စေတနာပေါ်ထင်လွဲခံရတတ်တဲ့30တည့်ရက်နေမှာပြဿနာလေးတွေရှိတယ်။ ဂျွန်တရက်နေ့နေ့ရက်နေ့သုံးရက်နေ့အတွင်းမှာကိုလွန်ရာစန္ဒရှိရာအလုံးစုံကိုအစဉ်ပြေအောင်ဆောက်ရွက်နိုင်တဲ့ဂျွန်လ၄ရက်နေ့မှာရန်တိုက်ခံများပြီး၅ရက်နေ့၆ရက်နေ့တွေမှာအရာရာပြေလည်သွားအောင်ထင်ရှားစွာဆောင်ရွက်ဂျိုးပေးခြင်းကံတွေရှိတဲ့နမိတ်ကိုတွေ့ရတယ်။တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူများကြောင့်ပြဿနာခက်ခဲတွေရှိတဲ့တဲ့ဂျာသာရီပုတ်တုတနင်္လာမွေးသူများနဲ့ပူးပေါင်းလုပ်တဲ့လုပ်တွေကထင်ရှားတဲ့ဂျိုးပေးမှုနဲ့တိုးတက်မှုတွေကိုဖြစ်ပေါ်စေတဲ့အခြားနေ့မွေးသူတွေကတော့အလေအလတ်ပုံမှန်အဂျိုးပေးတဲ့နမိတ်ကို တွေ့ရှိရပါတယ်။နံပါတ်5ခွန်တစ်ကနန်းတွေအကျိုးပေးပြီးတော့အပြာရောင်စိမ့်ရောင်မီးခိုးရောင်တို့ကိုအကျိုးပေးတဲ့အရောင်များဖြင့်သုံးဆွဲနိုင်ပါတယ်။တပတ်တာအတွင်းကောင်းချင်းကံများရဇင်ရန်လုံးကစပယ်ပန်းပွင့်၅ပွင့်ဖျားကတ်လူခြင်းမကြာခဏပြုတ်ပေးပါ။ကြာသာပရင်းနေမွေးသူတွေမှာတော့ထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုတွေထင်ရှားစွာဖြစ်ပေါ်ပြီးတော့အလုပ်ဘူကိစ္စဘူတွေကြုံမဲ့ရှင်ပြိုင်မှုတွေမှာထင်ရှားစွာအောင်မြင်နိုင်ခြင်းနဲ့တိုးတက်တဲ့ကံကြမ္မာအဆင့်ဆင့် ဖြစ်ပေါ်ခြင်းနဲ့လိုရာဆန္ဒပြည့်စုံခြင်းတို့ကိုထင်ရှားစွာတွေ့ရှိရပါတယ်။မိမိရည်မှန်းချက်နဲ့လိုလားချက်တွေကိုပိုင်ပိုင်နိုင်နိုင်ပုံဖော်လုပ်ကံပြီးတော့အစ်မြင့်တဲ့နေသားနဲ့တိုးတက်တဲ့ခြေနေတွေဘက်ကိုအလိုရှိသလိုရှေ့တိုးလှုပ်ရွေအောင်မြင်ခြင်းတွေကိုလည်းပိုင်ပိုင်နိုင်နိုင်ရရှိကြိုးပမ်းမဲ့ကံကြမ္မာကိုဖန်တီးရယူနေတဲ့အနေထားကြရောက်ပါတယ်။ငွေကြေးကုန်ကြများမယ်သူတစ်ပါးကိစ္စကိုလိုက်ဖြည့်ရှင်းပြရမယ်အဖွဲ့အစည်းကိစ္စများကိစ္စတွေမှာပါဝင်ပတ်သက်ရလိမ့်မယ် အလိုလျောက်မြင့်မားတဲ့အဆင့်တိုးတက်တဲ့အခြေအနေတွေကိုရရှိမယ်တပတ်တာကာလအတွင်းမှာတော့31ရက်နေ့ကတော့ငွေဝင်ပြန်ထွက်မမြဲ1ရက်နေ့ကရန်တိုက်ခံများပြီး2ရက်နေ့အင်မတန်ဆန်းပွင့်တဲ့3ရက်4ရက်နေ့တွေမှာငွေကြေးကန်ကောင်းမယ်5ရက်နေ့မှာပြဿနာရှိတယ်6ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့အပြောင်းလဲတွေရှိပြီးလိုရာပြည့်စုံသွားမယ်နံပါတ်၄ခွန်ကိုကနန်းတွေကိုအကျိုးပေးကနန်းတွေဖြစ်300မှာဖြစ်ပြီးတော့အညိုရောင်ဆိတ်ရောင်ပြာရောင်တို့ကိုအကျိုးပေးတဲ့ အရောင်နေဖြစ်သုံးဆွဲရမှာဖြစ်ပါတယ်။သွားတိုက်စေးဘူးအဟောင်းတွေရှာပွေပြီးဆွန့်ပစ်လိုက်ပါ။အညာဆိုးကင်းပြီးကောင်းခြင်းကံကြမ္မာတွေရရှိလာပါလိမ့်မယ်။တောက်ကြနေမွေးသူတွေအတွက်အပြောင်းလဲတဲ့တိုးတက်မှုတွေရှိနေတယ်။လိုရာစန္ဒပြည့်မြောက်မယ်။ငွေကြေးကံလုပ်ငန်းကံဘဝကံအလုံးစုံရဲ့ကောင်းသောအစ်င့်မြင့်သောတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုတဆင်ပြီးတဆင်တိုးတက်ပြီးတော့ရရှိကြိုးပမ်းမဲ့နမိတ်နဲ့ကံမြင့်မားတဲ့အနေအထားတွေကိုအထင်ရှားရရှိနေတာတွေ့ရတယ်။ ဥတီကျက်တဲ့လောက်ကန်ချင်းရဲ့အစစ်မြင့်အောင်မြင်မှုကိုရမယ်အမေဖွားတော်ကြမယ်ချူကြမယ်ပစ္စည်းပြောက်တတ်တဲ့ရင်းနှီးသူများနဲ့စကားများတတ်တဲ့မိသားစုတွင်ခီးဝေးကောင်းအယက်ဝေးမှရောက်ရှိနေတဲ့သူတွေတန်းကကောင်းသောသတင်းစကားကြားသိရမယ်လူမျိုးခွဲလူမျိုးခြားကာပြားနိုင်ငံရခြားသားတွေနဲ့တိုက်ရိုက်ဆက်ဆက်မှုတွေကနေကောင်းသောအကျိုးဆက်တွေရရှိနိုင်တာကိုတွေ့ရတယ်31ရက်နေ့ကအပြောင်းလဲနဲ့တိုးတက်မှုကံကောင်းပြီးတော့တရက်နေ့ဇွန်လမှာသတင်းကောင်းတဲ့တက်လန်းတွေကြုံမယ် နှစ်ရက်နေမှာမှန်းတာတဲ့လက်တွေကွန်ကွာဟပြီးမှ၃ရက်၄ရက်နေတွေမှာထင်ရှားတဲ့ပြောင်းလဲဥတီချက်တွေဖြစ်လာပြီးတော့၅ရက်နေမတန်ခင်အတွင်းမှာငွေစုလိုက်ဝင်မဲ့၆ရက်နေမှာတော့အကောင်းဆုံးရောထွေးနေတဲ့ရန်တိုက်ခံလေးတွေရှိတတ်တာသတိထားရမှာဖြစ်ပါတယ်တနင်္ဂနွေနေ့မွေးသူများဗုဒ္ဓနေ့မွေးသူများကြာသပတိနေ့မွေးသူတွေကကိုယ့်ကိုကောင်းချိုးပေးပြီးတော့ကြံနေ့မွေးသူတွေကပုံမှန်ဖြစ်ပါတယ်ဒုက္ခပေးမဲ့သူတော့တပတ်တာတွင်မှာထင်းထင်းရှားရှားမရှိပါဘူးကောင်းခြင်းကံနဲ့တယ်လန်းပွင့် ေါ်ခြင်းတွေရဲ့အနှစ်သာရအထင်ရှားရစေဖို့အတွက်ခွန်တငါးကနန်းတွေကိုအသုံးပြုပါအစိမ့်ရောင်ဖြူရောမိခိုးရောင်တွေကိုသုံးပါအိမ်မှာရှိနေတဲ့ရေသံဘူးအဟောင်းတွေကိုရှာဖွေပြီးစွန့်ပစ်လိုက်ပါစနေနေ့မွေးသူတွေမှာထူကြတဲ့ကံပြောင်းလဲနဲ့တိုတက်မွေးရှိနေတဲ့ရန်တိုက်ခံနေရတော့နေရာတိုင်းမှာတွေ့ရတယ်။မူလရီမန်းနာနဲ့လက်တွေကုံကွာဟသွားမယ်။စီမံထားတာတမျိုးလက်တွေတမျိုးကြုံမယ်မဖြစ်မနေလုတ်ကန်မှုကြောင့်အစုံပိုင်းမှာတော့အောင်မြင်မယ်။ မတော်တဆထိခိုက်မှန်နေရာကိုလည်းဂရုစိုက်ရမယ်စီစဉ်တာနဲ့လက်တွေ့နဲ့ကွာဟလင်ကစားကိုပိုင်စွမ်းစာကိုလက်တွေ့သုံးချပြီးတော့အလိုဆန္ဒရှိသည့်များကိုရှေ့တိုးလှုပ်လို့အောင်မြင်နိုင်တဲ့အနေအထားနဲ့တိုးတက်တဲ့အခြေအနေတွေရှိမယ်ငွေဝင်ကိန်းကောင်းတဲ့ကစားငွေမမြဲဘူးကိုကိစ္စမျိုးပဲသူများကိစ္စတွေအတွက်ငွေကုန်စိတ်ပန်းလူပန်းဖြစ်တတ်တဲ့အနေအထားကိုကြာရောက်မှာဖြစ်တဲ့31ရက်နေ့မှာရာရာတတိထားပြီးလှုပ်ပန်းမတော်တဆအနေအထားဖြစ်တတ်တယ် တရက်နေ့မှာလုပ်ငန်းဟောင်းရပ်ပြီးအသစ်စတဲ့သူတွေအတွက်ထူးအောင်မြင်မယ်။နှစ်ရက်နေ့သုံးရက်နေ့ဒီမှာခီးသွွားဖို့စီစဉ်ရှိသူတွေလော်ယာခီးရောက်ရှိကြိုးပေးခြင်းကိုကြောင်းမယ်။လေးရက်နေ့မှာရန်တိုက်ခံလေရှိပြီးငါးရက်နေ့၆ရက်နေ့တွေကတော့ထူးခြားစွာကောင်းသောကံတွေပွင့်ပေါ်လာတာကိုတွေ့ရပါတယ်။နံပါတ်6ခွန်၈ကနန်းတွေကိုအကျိုးပေးကနန်းတွေဖြစ်သုံးရမှာပါ။အနည်းရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကိုသတိထားပြီးဆက်ဆံပါ။ တနင်္ဂနွေတနင်္လာလူမျိုးကွဲတွေကတော့ကြိုးပြီးပြီးတော့ကြာသာပတိတောက်ကြစနေနေ့မွေးသူတွေနဲ့ပူးပေါင်းလို့တဲ့လူတွေကနေထင်ရှားတဲ့အောင်မြင်မှုတွေကိုဆင်ဆက်မပြတ်ရရှိလာပါလိမ့်မယ်။အနီရောင်ပန်းပွင့်တပွင့်ဖရက်ကတ်လူချင်းပြုတ်လိုက်ပါ။ဒီတပတ်တာကာလအတွင်းမှာထူးထူးခြားခြားအကြောင်းအရာနှစ်ရပ်ရှိတယ်။ဂျူနာ၃ရက်နေ့အဲ့ဒီနေ့ကစနေနေ့မြန်မာရက်နဲ့ကြည့်မယ်ဆိုရင် နေုံလာဆန်း9ရက်နေ့မြမရိုးရဗီဒင်တက်ပညာမှာမြမလာဆန်းလဆုပ်9ရက်နေ့နဲ့စနေနေ့နဲ့တိုက်ဆိုင်တဲ့နေ့ကို9စနေနေတို့ရက်မြတ်လို့ခေါ်တယ်။အဲ့ဒီနေ့ဒီမှာထူးထူးခြားခြားအဓိဋ္ဌာန်တွေစဝင်တာဘာသာရေးကိစ္စလောက်ကင်တာတွေအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ရင်ပံမှန်တဲ့မြင့်တဲ့အောင်မြင်မှုကိုရနိုင်တဲ့တကူ80ပတ်နဲ့သိတိပေါင်ခါညောင်းနေတဲ့9စနေနေ့ရက် 2019ဇွန်လ3ရက်နေ့မှာကြာရောက်ပါမယ်အဲ့ဒီနေ့မှာအလိုရှိရာကိစ္စတွေဆောင်ရွက်ပေးပါနောက်အကြောင်းအရာတစ်ခုကတော့ကောင်းကင်ဂျူတွေနဲ့ပတ်သက်တယ်ဇွန်လ4ရက်နေ့မှာဗုဒ္ဓဟူးကျော်ပြိဿာရာသီကိုကူးပြောင်းလိုက်တယ်ဗုဒ္ဓဟူးကျော်ပြိဿာရာသီမှာတည်ဆဲကာလမြေပြင်ပေါ်မှာစစ်မဲ့ဖြစ်ပွားတတ်တယ်သွေးချောင်းစီးတတ်တယ်လို့ယူဆရှိတယ် ဒီပြေကြောက်မက်ဖွယ်ရဘေးအနည်းဇိုးကြီးတွေကြုံတွေ့နိုင်တယ်လို့လဲဆိုတယ်ဒါကုတ်တန်းပြည်တခုတည်းမဟုတ်ကမ္ဘာငွမ်းမှာပြောခြင်းဖြစ်တယ်ဒီအတွက်ကြောင့်ဒီချိန်ဒီကာလတွေမှာစစ်မဲ့အနည်းတို့တဘာဝဘေးစော့အနည်းတို့ကိုအထူးသတိထားမယ်အနေထားတစ်ခုကိုတော့ကမ္ဘာငွမ်းမှာရှိမယ်ဂျွန်လ၄ရက်ကနေစပြီးတော့၁၉ရက်နေ့ဂျွန်လမတန်ခင်ထိ၁၅ရက်တာကာလအတွင်းဟာ အနည်းရှိသောသို့မဟုတ် တတိရှိရမယ့်ကာလတစ်ခုဖြစ်ကြောင်းတင်ပြအပ်ပါတယ်ကျေးဇူးတင်ပါတယ်